အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရမ်စတာဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ19ရက်ကြာသာဝင်းနေ့နေ့နဲ့ခင်းစေသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဂျမန်လေးတနေ့လုံးနောက်ဆုံးမျိုးအနည်းချိတွေ့တိုက်ပွဲအပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်နှစ်ဖက်တည်းလက်နက်ငယ်လက်နက်ကြီး drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြတာကိုတွေ့ရပါတယ်လက်နက်ကြီးငယ်တံတွေကိုနောင်ပင်ရွာအထိအတိုင်းအတာကြားနေရတယ်လို့ဒေသခံတွေကဆိုပါတယ်အုံမဒီဘက်ကမှ မနေ့မိုးလင်းကနေနေကင်းနှစ်နာရီလောက်အထိပြင်းထန်ခဲ့တာဖြစ်ပါပဲဇမန်းနေ့နှစ်နာရီခွဲကမှစစ်ကောင်စီရဲ့စစ်ကြောင်းပြန်လည်ကြခဲ့တယ်လို့သုံးသပ်ရပါတယ်ညနေပိုင်းမှာတော့ဂန္ဓုရွာဖြစ်တဲ့နောင်တော်တဝိုက်ကိုလက်နက်ကြီးနဲ့ထောက်လျှောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာရှိပါတယ်စစ်ကောင်းသာမင်းအောင်လှိုင်ရဲ့တိုင်ပွဲတွေမှာထူးချွန်တာကအသက်ပညာအကြီးချင်းမခွဲခြားပဲယာရုတိုးပိမယ်ဆိုတဲ့မဲ့လုံးဟာအောက်ခြေတပ်သားတွေကိုထိရောက်ချစ်သွားတယ်လို့ပြောရမလို့ဖြစ်နေပါတယ် ောင်းခံအောင်ထိုးစစ်မှာမြေပြင်စစ်ကြောင်းကစစ်ဗိုလ်စစ်သားတွေဟာအသေးခံပြီးရှစ်တဲ့တိုက်နေကြတယ်လို့ယူဆရပါတယ်။စစ်စေးထူးဖွဲ့မှုကိုယ်တိုင်လာပြီးရင်းကောင်းအောင်ကြွေးခဲ့ပြီးဖြစ်ပါတယ်။ငနာတွေကြီးလမ်းမှန်းလားတေသောကန်းလေးလို့မပြောက်ဘူးဖြစ်ပါတယ်။လူသစ်လေးတွေသိအောင်ထပ်ပြောပြပါမယ်။သူရဲကောင်းဆိုတာစစ်သင်းကြီးမှသာရှိတာဖြစ်ပါတယ်။ဆမ်းမြောက်လာရှုမှာတစ်ဆယ်နှစ်ဆက်ကိုစစ်စေးကာလတုန်းကဖမ်းမိထားတဲ့စစ်တုံးမှန်းတွေကိုကိုကန့်တပ်ဖွဲ့ကပြန်လဲဆေးလွတ်ပေးခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်နေတာရှိပါတယ်။ကိုကတဖွဲ့နဲ့နိစက်သူတွေကတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့မဟုတ်ကြောင်းရေးဆိုထားတယ်လို့သိရှိရပါတယ်။ကိုကတဖွဲ့ဟာတိမ့်မဲ့ပြီးမျိုးတွေကိုခရိုင်လေးဦးနဲ့မျိုးနဲ့တစ်ခုပါဝင်တဲ့အထူးဒေသတက်ဆိုပြီးကြီးညာလာပါတယ်။စစ်ဘုံကြောင့်လေးရဲ့ဝါရမိုင်းဟာငါတို့တက်မတော်မရှိရင်တိုင်းပြည်အစိမ့်စိမ့်မှာမှာကွဲမယ်ဆိုတဲ့ခြင်းကိုဒီဇိုင်းမဲ့မဲ့စိုက်သွင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အချိန်ကကျွန်တော်တို့ဟာလဲအသက်ပေးပြီးအသေးခံတိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ ယခုကမှာတော့တိုင်းနာဖွဲ့ရာမိမိတို့ဒေသမိမိတို့စီမံအုပ်ချုပ်နိုင်မဲ့ဖက်ဒရယ်ပုံစံကိုလက်နက်ကင်တိုက်ပွဲအဆုံးဖြတ်နဲ့ပုံဖော်ထုစစ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်ဘုတ်ချုပ်တွေပြောသလိုပြည်တော်စုကလည်းခွဲထွက်မှာမဟုတ်ဘူးဆိုတာကိုသက်သေပြလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဟာတိုင်းနာလူမျိုးစုပေါင်းစုံနေပြည်တော်မှာပူးတွဲဆက်ဆံရောင်းနှောင်းနေထိုင်ကြပါတယ်။လူမျိုးစုတွေကြားသွေးခွဲတက်ရှုံမှုတွေတဖန်ပြန်လဲလုံဆောင်လာနိုင်ခြင်းရှိပါတယ်။ ကျွန်တော်ရဲ့မြင်ကတော့တိုင်းရင်းသားတွေမိမိတို့နယ်မြေမှာခွဲမထွက်ဖဲလွတ်လွတ်လပ်လပ်စီမံအုပ်ချုပ်နိုင်တာကိုမြင်ရတာကျေနပ်ပီတီဖြစ်ရပါတယ်။ကေနီတွေကမိုးပြစစ်မြေနဲ့သာတိုက်ပွဲပြင်းထန်နေသေးတာဖြစ်ပါတယ်။နယ်မြေကတပ်ဖြစ်တဲ့အမှတ်420ချင်းမြန်တိုင်းရင်းကိုခြေကုပ်ယူပြီးမိုးပြမြို့ကိုပြန်လည်ထိ ंछ ုံနိုင်ရင်အင်အားသုံးတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။လေကြောင်းပြားလက်နေကြီးအတွဲလိုက်ဒုံးတွေနဲ့ပြည်အားသုံးတိုက်ခိုက်နေတယ်လို့ထဲကုံအင်းဘက်ကစစ်ကြောင်းတွေကပါချက်ရေတွက်ခဲ့မဲ့ဆိုရင်မြေပြင်အင်အားတစ်ထောင်နီးပါးအလုံးရင်းတုံးလာတာဖြစ်ပါတယ်။ ဘကူဒါနောက်ချမ်းတရားဝရီမျိုးနယ်တဲ့ကထိတွေ့မှုဖြစ်ပွားရနေပြီကိုအမှတ်35ချင်းတင်တိုင်ရင်နဲ့အမှတ်နဲ့ရဲကြမဲ့နေနေတပ်ဖွဲ့ကဒုတိယရဲဘုံကြီးမျိုးမင်းဦးစီးတဲ့အင်အား149ယောက်ပါစစ်ကြောင်းတစ်ခုရောက်ရှိနေတာကိုတွေ့ရပါတယ်။အဆိုပါအဖွဲ့ကလည်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုခံရရပြီးမက်ဆီတယောက်၊ဒန်ယာဟာယ12ယောက်ရှိနေတယ်လို့သိရှိရပါတယ်။စေးဖော်ဆောင်မှုတွေအားကောင်းလာတဲ့ဘကူနောက်ချမ်းမှာဒီ သဘောရုံးမကိုရှားကန်ပြုလို့စစ်တောင်းမြေဝမ်းနဲ့မြေဝကျွမ်းပေါ်ဒေသကိုပေါင်ကူဆက်ဆက်နိုင်တော့မဲ့အနေထားတရက်ကိုမျှော်မှန်းနိုင်နေပြီဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကံမှာတော့စစ်ကောင်စီစစ်ကြောင်းတွေလှုံ့ရှားနေသေးဖြစ်ပါတယ်။နမဖြစ်ဘက်ကစစ်ကြောင်းကြောင်းမော်စီစာဘက်ကိုဝင်လာတာရှိပါတယ်။ဖားကံမှာကာလာရှေကြာခင်ကြောက်ကြထိုင်နေတဲ့စခိုင်းလားအမတ်33ချင်းပြန်တပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေကတော့ရှယ်ပလန်နဲ့အမောင်းခံရရပြီဖြစ်ပါတယ်။မိုးကောင်းမှာလည်းတယ်လီဖုန်းလိုင်းတချို့ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။ ဘူးပေါင်းဆိုလို့ပြောပြပါအောင်မယ်ကျွန်တော်တို့ဘူလောက်စင်နာဆင်းတော့ကချင်းပြည်နယ်ကိုစပြီးရောက်ပါတယ်အဲ့ဒီတော့ကကျောင်းဆင်းပြီးကစားဘူးလိုလိုခေါ်တဲ့ဒုဘူတွေကိုစစ်စေးမလိုက်ထိုင်းမလိုက်ထိုင်းသေးခင်ကာလာဖြစ်ပါတယ်ကျောင်းဆင်းတော့မွမ်းမံဆိုပြီးတက်မခေါ်ပါတယ်တက်မတမလုံးကျွန်တော်တို့အပတ်စဉ်၅ရောက်ရောက်ရှိတာဖြစ်ပါတယ်ကျွန်တော်တို့နမ်မတိခြေဆိုင်အမှတ်390ချင်းပြန်တိုင်ရဲမှာယာယီတွဲဖက်ထားပါတယ်နေ့ဘက်တက်မကိုလမ်းလျှောက်သွားညဘက် ခမတော်ကကိုယ်စားချင်းများတိုင်ရင်အရာရှိရိတ်တာမှာညားရရတာပေါ့ဗျာ2012ခုနှစ်ဝင်းကျင်ဆိုတော့အဲ့ဒီတိုင်မှာလည်းနောက်ချန်အင်အားကများများဆဆမရှိပါဘူးအရာရှိရိတ်တာမှာလည်းကျွန်တော်တို့၄ယောက်ပဲရှိပါတယ်အင်ရှင်ဖြစ်တဲ့အမှတ်390ချင်းများတိုင်ရင်ကတယောက်ကအိမ်တော်တယ်ဆိုတော့မိသားစုနဲ့လိုင်းကမ်းမှာနေတာဖြစ်ပါတယ်ကျွန်တော်တို့၄ယောက်တခန်းထဲမှာစုပြီးအိတ်ကြပါတယ်အရာရှိရိတ်တာမှာကတခန်းကိုဂရင်နှလုံးပဲရှိပါတယ်ညာပဲနည်းနည်းပါးပါးကိဖဲလေးပါလေးကြိုက်ဖဲလေးပါလေးကြိုက်ပြီး အိတ်ကြတာပေါ့ဗျာကျွန်တော်ကအတကြီးတော့ဇင်ရောကြီးခရေမမအိတ်ပါဆိုပြီးရေကြောကနဲ့ကတ်ရက်ခရေမအိတ်ပါတယ်တ냐တော့အိတ်နေရင်အသက်ရှူကျက်လာပြီးတရေပူးတယ်လို့လို့ဖြစ်လာပါတယ်နောက်ဆုံးကြတော့အိမ်မက်လိုလိုတကယ်လိုလိုနဲ့ခရေချင်းရင်မှာပြီးခဲ့ဆေးဥလို့စောင်းထားတဲ့ဇင်ရှင်ကြီးနဲ့တယောက်ရောက်နေပြီးအိတ်နေတဲ့ခရေကိုစောင်းထားလိုက်ပါတယ်ကျွန်တော်လည်းခရေမမဖုန်ခနဲ့ပြုတ်ကြသွားပြီးဟာဘာဖြစ်တာလဲဆိုပြီးမေးကြတော့ဖြစ်ပြောင်းဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပါတယ် ကျန်သူတွေလည်းမျက်လုံးတွေပြုတ်လို့ပေါ့ဒီလိုနဲ့နောက်နေ့ညနေကီတီမှာဆိုင်းတောင်းရင်ပြောကြတော့ဆိုင်ပါရှင်ဆရာကြီးစနီးကဘိုးကြီးတို့ကြောက်မှာဆိုလို့မပြောပြတာအရာရှိရိတ်တာကတရေရမ်းချောက်တာဘိုးကြီးတို့နေတဲ့အခန်းကပြီးခဲ့တဲ့လကမှခြေထဲမှာတိုက်ပွဲကြတော့တဲ့ဘိုးကြီးဘသူရဲ့အခန်းဆိုပြီးပြောပါလေရောပြီးတော့အရာရှိရိတ်တာနေရာကအရင်တင်းတိုင်းနေရာကြီးပြီးခဲ့တဲ့နှစ်ရေကြီးတော့မှလည်းအခောင်းတွေအယိုးတွေထွက်လာတော့ရှိသေးတယ်ဆိုပြီးထပ်လော်ပါလေရောအဲ့လိုနဲ့ဆိုင်ကပြန် grand signature လေး pass pass ဆွဲခဲ့ရတဲ့ရက်တွေပေါ့ဗျာတကယ်တမ်းစိတ်ဆွဲလမ်းမှုပြဿနာဖြစ်ပါတယ်အဲ့ဒီရက်တွေတော့ကျွန်တော်လဲဆရာကြီးရွှေဦးတောင်းရဲ့မဲသာတော်ကြီးတွေကတရေသစီဝိတုစာအုပ်ဖတ်နေခြင်းဖြစ်တာနဲ့တိုက်ဆိုင်နေတာလဲပါပါတယ်နမတိကိုသတိရမိလို့ရေးမိခြင်းဖြစ်ပါတယ်မကွေတာချင်းချင်းမြို့နယ်ရဲစခန်းကအချုပ်သား73ဦးဖက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်ဆိုပါချုပ်သားတွေဟာရာဇဝတ်သားတွေမဟုတ်ပဲ ဒေါ်လာရင်းမှာပါဝင်လှူရှားခဲ့တဲ့နိုင်ငံရေးကျင်းသားတွေဖြစ်တယ်ဆိုတော့ဝမ်းသာရပါတယ်။ချုပ်သားလုံးမြောက်မှုဖြစ်စဉ်ဟာသီးလင်းမှာဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။သီးလင်းမှာစစ်တပ်နဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်350ခန့်ရှိပြီးဦးစီးနေတာကတော့ဒုတိယဗိုလ်မှူးကြီးထိန်လင်းဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။တစ်ဆယ်နှစ်ဆက်ကိုဆက်စည်ကြောင်းတပ်တွေမပြတ်သုံးခင်လားပြတ်သွားပြီးမှလားဆိုတာကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။ရန်ကုန်တိုင်းစစ်တပ်အကြောင်းအတွင်းမှာတိုင်းရန်တပ်မှဆိုပြီးအစ်စ်ထမ်းမှဖွဲ့စည်းထားတာရှိတယ်ဆိုတာကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ အာနာသိန်းကြီးမှာအဖွဲ့စည်းတယ်ဆိုတာသိကြပါဗျ။ရန်ကုန်တိုင်းထဲမှာရှိတဲ့အမတ်၁၁ချင်းပြန်တမဌာနချုပ်နဲ့အမတ်လေးစစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတိုင်ရင်တွေကလည်းတစ်ချိန်လုံးစစ်စင်ရေးထွက်နေရတာရဲ့နောက်ကျန်တိုင်ရင်တွေကိုဦးကျန်းတွေကလက်ရင်လက်တလို့လာတွယ်နေကြတာဆိုတော့ရန်ကုန်ရဲ့လုံခြုံရေးကိုအပြည့်အဝဆောင်ရွက်နိုင်ဖို့အရေးပေါ်တမတစ်ခုဖွဲ့စည်းလိုက်ရပုံရပါတယ်။တမအောင်မှာတိုင်ရင်ဆိုင်ရင်ရှိပြီးစုစုပေါင်းအင်အားတစ်ထောင်ကျော်ရှိနေနိုင်ပါတယ်။ မကောတရရဲ့တရမှုကတော့ဒုတိယဗိုလ်မှူးကြီးဆိုမျိုးထက်ဖြစ်ပြီးတမမှုနဲ့ကြံတရမှုတွေရဲ့အချက်လက်တွေကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။အဆိုပါတမရဲ့တရရင်တွေခြေဆိုင်တဲ့တီတရာတွေကိုလည်းစုံစမ်းနေသေးဖြစ်ပြီးတေးကြပြီဆိုတာနဲ့ပြောပြပေးသွားမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ဆုံးနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများအပြစ်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်